ဆရာညီသိရဲ့သင်လဲလုံနိုင်ပါတယ်ဒီစာကိုဖတ်ရှုခွင့်ပြုပါရဲ့ဆရာညီသိအားလေးစားစွာခွင့်တောင်းလိုက်ပါတယ်ရှင်အကယ်၍46နှစ်အရွယ်ရှိသောအချိန်တွင်လုံးဝယုံစားထင်မှတ်မရနိုင်သောမော်တော်ဆိုင်ကတိမ်မောက်မှုဖြစ်ခဲ့လျှင်ထိုမှတပံနောက်လေးနှစ်အကြာတွင် လေရင်ပြတ်ကျရသည့်အထက်တွင်ပါပြီးခောက်အောက်ပိုင်းတစ်ခုလုံးအကျောဆိုင်သွားသည်ရှိသောဘာဆက်ဖြစ်လာနိုင်စရာအကြောင်းရှိတော်မူနေသည် ထိုကဲ့သို့သောအခြေအနေမျိုးတွင်မိမိကိုမိမိတန်းကြွယ်တဲ့တရားဖြစ်လာနိုင်မည်ဟုစိတ်ကူးနိုင်ပါမလားလူများကလေးစားသည့်လူတို့စီရင်ရေးသမားကောင်တရားဖြစ်လာနိုင်မည်ဟုစိတ်ကူးနိုင်ပါမလားပျော်ရွှင်သောသူတို့သားအသည့်ကလေးဖြင့်အောင်မြင်သောစီပွားရေးသမားတရားဖြင့်စိတ်ကူးနိုင်ပါမလားမိမိကိုမိမိဖောင်ဖြူဖြူကြီးဖြင့်ရေထဲမှသွာလာနိုင်လိမ့်မည်ဟုထင်မြင်နိုင်ပါမလားကောင်းငင်ပေါ်ကနေတိုင်ပင်ထိုးချဖို့စိတ်ကူးမျိုးရှိနိုင်ပါရောမလား နိုင်ငံရေးနဲ့ပတ်သက်သည့်ယုံကိစ္စတွင်ထမ်းဆောင်လာနိုင်လိမ့်မယ်ဟု အိမ်မက်မှတ်နိုင်ပါမလား W Mitchell ဆိုသူသည် ထိုရာများထက်မကတော့လောက်ဆောင်မှုများကို လုပ်နိုင်ခဲ့ပါသည် သူသည် ကြောက်စရာအက်ဆီဒင့်အဖြစ်ဆိုနှစ်ကြိမ်ဆုံးတိုးပူပြီးဆုပ်ပြတ်သွားသောမျက်နှာကိုအခြားအသွေးအယောင်အစားထိုးပြုပြင်ခံရခြင်းနှင့်လက်နှစ်ဖက်စလုံးမှလက်ချောင်းများခြေချောင်းများမရှိတော့ခြင်းသူ့ခြေထောက်များတေးတွယ်ပိန်ကျသွားရပြီး ်ဗီးဒထိုင်ကုန်နှင့်သွာလာရခြင်းစသည့်အရှုံးလက္ခဏာမျိုးမျိုးခံစားခဲ့ရသည် W Mitchell သည်ကျောင်းမက်ဖွဲ့ရာကောင်းလာသောမော်တော်ဆိုင်ကယ်မတော်တဆမှုအဖြစ်ဆိုကြောင့်သူခန္ဓာကိုယ်65ရာခိုင်နှုန်းကျော်သည်မိလောင်ပြက်စီးသွားခဲ့ရသည်ထို့ကြောင့်ခွဲစိတ်စရာဝန်ကြီး16ရောင်းနှင့်အရေးပေါ်ကုသရာသည့်အဖြစ်သို့ရောက်ခဲ့သည့်အဆုံးတွင်ခရင်ကိုပင်ကံ၍မစားနိုင်တော်သည့်အဖြစ်မျိုးအကူအညီမပါလင်တယ်လီဖုန်းတိုင်ခွက်ကိုမလှည့်နိုင်သည့်အဖြစ်မျိုး အိမ်သာကိုပင်မသွားရောက်နိုင်သည့်ဖြစ်မျိုးဖြစ်နေခဲ့ရသည်ထို့သောရေချောင်းမရင်းတပ်သားဟောင်းဖြစ်ခဲ့မှုသောမစ်ချယ်သည်ထို့သို့သော အကြောင်းများသည်သူ့အတွက်အရှုံးပေးစရာများဟုလုံးဝလက်မခံတော်သူဖြစ်သည်ကျွန်တော်ရဲ့အာကန္တာရင်ထဲမှာကျွန်တော်ကပဲ့ကိုင်ပဲအတက်တလဲအကြတလဲရှိနေမှာပဲပေါ့အခုချိန်နေမျိုးကိုကျွန်တော်အနေနဲ့ခီးစားတစ်ခုအဖြစ်ပြင်ဆင်ခြင်းတစ်ခုအဖြစ်ရွေးချယ်လို့ရနေတာပဲဟုသူကဆိုသည်ထို့သောဖြစ်ပြီးနောက်6လကြာရင်သူသည် လင်းရင်မောင်းတိုင်းဒီအခြေအနေတို့ပြောင်းရောက်လာလေသည်ကော်လိုရာဒိုမြို့မှာပင်ဗစ်တိုရီယာအဆောက်အုံတစ်ခုကိုဝယ်ယူပြီးနောက်လင်းပြန်တစင်းနဲ့အတူဘားဆိုင်ကန်တကန်းကိုပါမစ်ချယ်ကဝယ်ယူလိုက်ပြန်သည်နောက်ပိုင်းတွင်မိတ်ဆွေနှူးနှင့်အတူဘားမုံမြို့မှာဒုတိယမြောက်အကြီးမားဆုံးကိုပိုင်လုပ်ငန်းဖြစ်သောထင်းမိချက်မီးဖို့လောက်ဆက်ရုပ်လုပ်ငန်းကိုမစ်ချယ်ကရှေ့ရဝင်ခဲ့လေသည်မော်တော်ဆိုင်ကယ်မတော်တဆဖြစ်မှုကြောင့်ပြီးနောက်လေးနေကြတွင် မစ်ချက်ကိုယ်တိုင်မောင်းတော်လင်းပြန်သည်ပြေးလန်းကအထွက်မှာပင်ပြက်ကြခဲ့၍ကြောရုံနှင့်ဆက်နေသောရင်ဘတ်ယိုးဆန်နှချောင်းကျွတ်အပ်သွားကြရပြီးခောက်အောက်ပိုင်းတစ်ခုလုံးဆိုင်းသွားသည့်အဖြစ်သို့ရောက်သွားလေတော့သည်ဒီလိုဖြစ်စို့တွေကကျွန်တော်ကြောင့်မှဘာကြောင့်ဖြစ်နေသလဲဆိုတာကျွန်တော်တွေးမိနေတယ်ကျွန်တော်ဘာတွေလုပ်လို့များဒီလောက်ခံနေရတယ်လဲမသိဘူးသူဒီတက်တိကြောင့်သူမဟုတ်လွတ်မြောက်မှုတစ်ခုခုကိုရရစေမည်ဟုသောဆွဲဖြင့်နလန်ပြန်ထလာနိုင်ရန်ညွှန်ညပါအရှုံးမပေးဘဲစူးစမ်း၏ကော်လိုရာဒိုနိုင်ငံ ခရက်စတက်ဘတ်တီမျိုးမှမြို့တော်ဝင်ဖြစ်ဝင်ရောက်ရွေးခန်သည်တတ်ထုမာ၏ပတ်ဝန်းကျင်နှင့်အလှပတို့ကိုပြည့်စည်စေမည့်ဘေးအန္တရာယ်တို့မှထုံမျိုးကိုကဲတင်ဖို့အားထုတ်သည်ထို့နောက်များမကြာမီမစ်ချယ်သည်ကွန်ကရစ်ညီလာခံတွင်ဝင်ရွေးခန်ဖို့စူးစမ်းပြန်သည် သူ၏ထူးဆန်းခွဲခြားလာသော ပုံမှန်သဏ္ဍန်ကြောင့်သူလောက်ကိုင်းနေသောအရာများတို့ကိုဗန်းစကားတို့နှင့်ပင်ကင်မွန်တန်လာကြ၏သူလောက်ချောမဲ့သူနောက်တရားမရှိနိုင်သောအပြောမျိုးတွင်သူ၏ထိတ်လန့်ကြောင့်မဲ့ဖွယ်ပုံသဏ္ဍန်အတွင်ပြင် စိန်ခေါ်နေသောကုကာယပုံစံနှင့်ပင်မစ်ချယ်သည်ဖောင်ကိုပါစီးပြလိုက်သည်ထို့နောက်ချစ်ရမည်သူနှင့်တွေ့ပြီးအိမ်တော်ပင်ပြူလိုက်သည်သူသည်ပြည်သူစီမံခန့်ခွဲရေးဌာနတွင်မာစတာဘွဲ့ပါရယူခဲ့ပြီးလေရင်ပြန်ကိုဆက်လက်မောင်းနှင်ပြန်တန်းနေမြဲပင်ဖြစ်သည်ထို့ပြင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုများတွင်စင်မြင့်ဟောပြောပွဲများမှာပါတက်ရောက်ဟောပြောခြင်းများကိုပြုလုပ်ခဲ့သည် မချဲဤမတုံလောက်သောအကားမြင်သည့်စိတ်နေတဲ့ဘောရာသည်တူဒင်းရှိုးရုပ်မြင်တန်ကြားနှင့် Good Morning America ရုပ်သံတွင်မှတင်ဟလာရုံမြောက်မှက Perig စာဆောင်မဂ္ဂဇင်း Time Magazine The New York Times တို့တွင်ကြားလူသူထုတ်ကုန်စာဆောင်များမှာပါတခန့်တနာရေးသားခုံပြုခံလာရသည် ကျွန်တော်ရဲ့ကြော်ရီဆိုင်မသွားခင်တုန်းကကျွန်တော်လုံနိုင်တဲ့အလုပ်တွေကအမျိုးအစားတစ်တောင်းလောက်ရှိတယ်ဟုမချဲကဆိုရင်တစ်ဆက်တည်းမှမင်းအခုတော့ 9000လောက်ပဲရှိတော့မယ်ဒါတောင်ကြံ9000ပေါ်မှာအာယုံဆိုင်နေရတဲ့အတွက်ကြံနဲ့တထောင်ဆုံးရှုံးသွားတာမျိုးဖြစ်လိမ့်မယ်ကြံတထောင်ကိုလည်းကျွန်တော်ပြန်ပြီးရယူနိုင်ပါလိမ့်မယ်ကျွန်တော်ဘဝမှာအကြီးမားဆုံးတိုက်ခိုက်မှုကြီးနှစ်ကြိမ်ဖြစ်ခဲ့တာကို လူတွေစီအသိပေးထားပါပြီအဲ့ဒီကျိုးပဲ့သွားရတဲ့အစိတ်ပိုင်းတွေကိုတော့အနာပေးလိုက်ပြီးဖြစ်တယ်လို့ထပ်ပြီးတော့လည်းအသုံးမပြုတော့ပါဘူးတဖက်ကနောက်ဆုတ်သွားရတဲ့အကြောင်းမျိုးတွေရှိပေမဲ့အမြင်သစ်တစ်ခုတိဆောက်ယူပြီးအခြားအတွေ့အကြုံတွေဖန်တီးယူလာနိုင်ပါလိမ့်မယ်။ မိတ်ဆွေတို့ရဲ့ခြေလန်းကိုနှောက်ဆုပ်ထားလိုက်ပြီးအမြင့်ကျကျဖွင့်ပြီးတော့ဒီစကားမျိုးပြောနိုင်ဖို့အခွင့်လန်းရှာကြပါဖြစ်ပြီးတဲ့ကိစ္စကကြီးမားဆုံးကြောင်ကြီးမဟုတ်တော့ပါဘူးဟုဆက်၍ပြောလေသည်ဂိုင်းတခုပဲမှတ်ထားလိုက်ကြပါဖြစ်လာတဲ့အကြောင်းဟာအရေးမကြီးဘူးဖြစ်လာတဲ့အပေါ်မှာကို့လှုပ်ဆောင်နိုင်မှုကသာအရေးကြီးတယ်နောက်ထပ်လည်းစိတ်ခွန်အားဖြစ်နိုင်တဲ့စာစုလေးများကိုတင်ဆက်ချင်ပါသေးတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတို့တာပါ